တင်းငင်တွင်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့21ရက်နေ့တော်တွင်မှဘဝရည်ရွယ်ချက်တရားမြင်မဲ့ခက်ခဲမှန်သမျှကြော်လွှားနိုင်မယ်ရှင်းစွဲနေတာနေပုံမြင့်နေနေတာရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကင်ခြင်းတွေချိုးပေးမယ်အခက်ခဲကြားမှထိုးပေါက်ပြီးတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကင်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ် ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။စမ်းရည်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြိုးပမ်းခြင်းနေရှိမယ်။ 16ရဲ့နေမှာသစ္စာမဲ့တဲ့သူတွေစကားမတီးတဲ့သူတွေကြောင့်အနောက်ဆက်တွေဖြစ်တတ်တဲ့18ရဲ့နေမှာပေါ်ပေါက်လာတဲ့ခွေရည်သစ်တွေကိုလက်တွေ့သုံးချပြီးဥတီချက်သစ်တွေကိုဆောင်ရွက်ပါ18ရဲ့နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်19ရဲ့နေမှာကြံနိုင်အောင်ဆောင်နိုင်မြောက်လိုတိုင်းထိုးပေါက်မယ်20ရဲ့နေမှာအပြိုင်ဆိုင်ကြားတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်20ရဲ့နေမှာတော့ အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူးဂရိမတိရဲ့သူနဲ့တွေ့တတ်ပါတယ်ဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ကြာသာပတိနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေဖြစ်တတ်ပါတယ်နံပါတ်၈ခွန်ကိုကနန်းနေ့ကျိုးပေးပါတယ်အနဲ့ရောင်ပြာရင်ရောင်လက်ပြာကိုနေဝတ်ပြီး အလိုရှိရာကိစ္စများစောင့်ရနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါပန်းဖြူတွင်ဖျားကတ်လူပူဇော်ပြီးလောရဆုတောင်းမှာထူးခြားစွာကောင်းခြင်းတွေရရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။